Hello အားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်ပြောပြပေးပါမယ်။ reading လေးရကြတော့လေ။ဒါ comment လေးတွေမှာတောင်းဆိုထားကြတာပေါ့နော်။အဲကိုယ့်ရဲ့ ace ပေါ့။ပြောမစင်တော့ဒါ ace reading မှာပဲ။ ကိုယ့်ရဲ့ ace နဲ့ပေါ့နော်ပြန်အဆင်ပြေနိုင်အောင်မလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးသိချင်တဲ့သူလေးတွေရှိတယ်။ဒါကကျတော့အမကဘယ်လို reading ရဲ့အဆက်ကိုပြောမှလဲဆိုတော့ရှေ့မှာမှတင်ထားတယ်ပေါ့နော်ဒါ ace reading လေးရှိပါတယ်။ဒါ December တလဆာ ace reading ဆိုပြီးတော့တင်လာတာရှိတယ်ပေါ့နော်အဲ့ဒါလေးနားမထောင်အောင်သိဖို့ဆိုရင်လည်းနားထောင်ကြည့်လို့ရပါတယ်။အကယ်၍နားမထောင်ဖြစ်ဘူးဆိုရင်တော့အမပေါ့နော်အခုအဲ့ဒီ reading က energy လေးတချို့ကိုပြောပြပေးပါမယ်။ เนาะအဲ့ဒီ energy လေးကိုနားထောင် ပြီးတော့ကိုကဘယ်ပိုင်ကိုရွေးရမလဲဆိုတော့ပြပြပေးမယ်เนาะအခုကတော့ပြောမယ်ဆိုရင်တော့ပိုင်ရွေးခိုင်းမှာမဟုတ်ဘူးဒီအရှိက reading ကနေပြီးတော့မှ energy ကိုပြောပြပြီးတော့မှအမကဒီ energy ကတော့ဒီပိုင်ဆိုရင်ဒီပိုင်ကိုနားထောင်အဲ့လိုအဲ့လိုပုံစံမျိုးလေးပြပြပေးပါမှာဖြစ်တယ်ပေါ့เนาะအရှိ reading မှာကအမပြောထားတာပိုင်1လေးတွေကကြတော့ကွာတိလားဘလို energy ရှိလဲဆိုတော့နှစ်ယောက်ချာမှာက တကယ်ဟောကွာဟွန်းဘယ်လိုပြမလဲ tower cut ကြထားဆိုတော့လေတကယ်ကိုကန်ဆိုးမှုတစ်ခုကြုံခဲ့ရတယ်။အဲဒီဥစားကလည်းအများစုက third party နော် third party situation တွေကြောင့်ဂျာလူနှောက်ရက်တွေကြောင့်ဒီလိုမျိုးတွေဖြစ်သွားရတဲ့ energy တွေမှရှိတယ်။အဲ့လိုအခြေအနေကြောင့်ဒါ separation တွေဖြစ်သွားရတယ်၊ပင်ပန်းရတယ်၊နာကျင်ရတယ်၊ဆော့တယ်ဒီလိုမျိုးတွေရှိခဲ့တယ်ပေါ့နော်။အခုချိန်မှာကလည်းအဒီကိုရတဲ့ဖက်လောကဒီတပ်ပါတီနဲ့ကိုပေါ့နော်ဒါလုံးဝကိုရုံးထွက်နိုင်အောင် ဖြစ်နေတယ်ဆိုတဲ့ energy တွေမှာရှိခဲ့တယ်အဲ့ဒါကပိုင်ဝန်းလေးတွေရဲ့ energy အဲ့လို energy ရှိတယ်ဆိုရင်အမအခုဒီပိုင်ဝန်းကိုဒါပြပြပေးမအောင်နားထောင်အောင်မှာဖြစ်တယ်အဲပိုင်2ကကျတော့ဘယ်လိုမျိုးလဲဆိုတော့ခွာဒါနှစ်ယောက်ကပေါ့နော် energy မှာကအဲဝေးတော့ဝေးကွာသွားရတယ်ဒါပေမဲ့ဒီဥစ္စာကကြားလို့နောက်ဆက်တည်ကြောက်တော့တိတ်မဟုတ်ဘူးဘာလို့လဲဆိုတော့အဓိက carrier ဘိုင်းနေတော်တော်လေးအဆင်မပြေကြလို့ တစ်ဖက်သူကသူ့ရဲ့ career လမ်းကြောင်းပေါ်မှာတော်တော်လေးကိုပေါ့နော်ဒါဝင်တုံးဝင်ပိုးတွေများနေရတာမျိုးတွေပြင်းမှန်းခက်ခဲနေရတာမျိုးတွေကြောက်ပေါ့နော်ခြေနေအကြောင်းမျိုးမျိုးကြောက်အဲ့လိုမျိုးတွေကြောက်ဝေးကွာသွားကြရတယ်ပြောမစင်ကိုကလည်းသူ့ကိုအခုချိန်မှာသတိရနေတယ်လို့သူကလည်းကိုကိုသတိရနေတယ်လွမ်းနေတယ်ဆိုရပေါ့နော်အကြောင်းအရာလေးကြီးလည်းရှိတာမျိုးမြင်ရတယ်တချို့လေးဆိုရင်ဆက်တွေ့တော့ပြန်ပြီးတော့ဒီလောက်တည်းမှာရချင်းရနိုင်တယ်ဆိုပြီးတော့ပြောထားတာမျိုးတွေရှိတယ်အဲ့လိုသူလေးတွေကအဲ့လို energy ရှိတဲ့သူလေးတွေကတော့ဒီဘက်က ပိုင်တူးလေးကိုနားထောင်ပေါ့နော်အခုကတော့မကအရှိတစ်ခေါက် reading ကအဆက်လေးကိုဒါ comment လေးကမေးထားတဲ့အတွက်ကြောင့်ပြောပြပေးတာဖြစ်တယ်။ဒါကြောင့်မလို့ပိုင်ရွေးစရာမလို့ခုနကအမပြောသွားတဲ့ energy နဲ့ကန့်ညီတဲ့အရာရှိရဆိုရင်ကန့်ညီတဲ့ reading ကိုနားထောင်ပေးပါနော်။အဲ့တော့အပိုင်ပထမပြောသွားတဲ့ပိုင်1ပေါ့နော်။ third party situation တွေကြောင့်ဖြစ်သွားတဲ့သူလေးတွေဆိုရင်အမအခုပြောမယ့်အားလေးကိုနားထောင်ပေးနော်။အဲ့တော့ဒီလူနဲ့ကို အဆင်ပြေဦးမှာလားဘလို့ခြေနေလေးရှိလဲဆိုတော့ပြပြပေးမယ်နော်ဟောဆလာတဲ့က move on မှာတဲ့ကကဒီလိုမျိုးလေးတွေကြထားတာဖြစ်ပါတယ်နော်ပြောမယ်ဆိုရင်တော့ကွာကိုကလေသူနဲ့ပတ်သက်ပြီးတော့ဗောနော်ဒါတော်တော်လေးကိုတော့ခံစားရတယ်ပြင်းမှန်းရတယ်နော် ိုပြောမှဆိုရင်ဒီလူကကိုယ့်ဘုံမှာမယိုးသားဟုတ်ကွာတိလားလိန်လဲလဲပြောင်းမှုတွေလည်းရှိတယ်နော်ဒီຢာတွေကိုကိုကိုကပေါ့နော်ဒါထင်းထင်းရှားရှားတည်သွားရတဲ့ခါကျတော့ဒီလိုမျိုးပြဿနာတွေဖြစ်ကြတယ်ပေါ့ကွာဒီအတွက်ကြောင့် emotion တွေဒါဖြစ်ကြရတယ်အဆင်မပြေမှုတွေဖြစ်ကြရတယ်တချို့ဆိုရင်သူနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဝင်လေးရတဲ့ပြဿနာမျိုးတွေဒီမှာဆိုရင်ဗာလိတွေတောင်မြင်ရလဲဆိုရင်တချို့ဆိုရင်နည်းနည်းပေါ့เนาะဒါအဲ ်မခံစားမိလိုက်တာပေါ့နော်ဒီဒီကိုဝင်ပြဿနာတို့ဘာလို့စတဲ့ဒီလိုမျိုးတွေတောင်မှကြုံသွားရတဲ့သူတွေရှိကောင်းရှိနိုင်တယ်အဲ့လိုတွေရနေမှာတဆင်အခုလိုမျိုးတွေနှစ်ယောက်က separation ဖြစ်သွားတဲ့ခါကျတော့ကို့မှာတော်တော်လေးကိုပိတ်မှန်းသွားရတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးတွေတချို့လေးတွေကြုံရတာအမှအခုနားထောင်နေသူလေးတွေအကုန်လုံးကိုပြောတာမဟုတ်ဘူးပေါ့နော်တချို့ energy ကိုက်တဲ့သူတွေရှိ ਉ ရှိနေတယ် ဲ့လိုမျိုးသူလေးတွေအတွက်ပြောတာပေါ့เนาะအဲ့တော့ဒီလိုနဲ့ကဆက်သွားရင်အဆင်ပြေလောက်လားဆိုရင်တော့မြင်ရတဲ့အတိုင်းပဲအဆင်မပြေဘူးကွာ move on ခိုင်းဖို့ပဲပြောနေတယ်เนาะ someone is unavailable เนาะဘလုံးမအဆင်မပြေဘူးအဝတ်စော time ပဲကွာတဲ့လားအချိန်သူ့ကိုမျောလိုက်နေတာအချိန်ကုန်တာပဲရှိတယ်အချိန်ကိုဖြုံးနေတာပဲရှိတယ်เนาะ is over ပြီးသွားပြီတဲ့เนาะဒီလိုလူမျိုးကတကယ်ဟိုကိုယ့်အတွက်ကိုအဆင်မပြေတဲ့သူတရားကိုဒဏ်ရာတွေကြီးပဲနာကျင်မှုတွေပဲပေးပြီးတော့နောက်တယောက်နောက်ကောက်ကောက်ပါသွားတဲ့လူတရားအဲ့နောက်တယောက်နဲ့လည်းဒီမှာဒီပထမ reading လုံးကလည်းဒီကတ်ကလေးကြာတဲ့ situation เนาะဒီအဲ့တပ်ပါတီ interference ကရှိနေအကွာပထမ reading မှာလည်းဒီလိုမျိုးကြာတယ်အခုလည်းဒီကတ်လေးကြာတာဖြစ်တဲ့အတွက်ကြောင့်ဒီလို energy ရှိတဲ့သူတွေကတော့ပြန်ဆင်ပြေဖို့ကတော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး တက်နိုင်ဆုံးတော့သူ့ကို move on လုပ်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲစစ်စစ်ကောင်းဆုံးစ조사ပြီးတော့နေပါနော်သူ့ကိုဆက်ပြီးတော့မျောလင်းနေမှာသူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါစိတ်တွေရှိနေအောင်မယ်ဆိုရင်တော့ကိုယ်ပဲပြင်မှန်းရမယ်လေးလံလေးလံနဲ့ခံစားချက်တွေနဲ့ပဲနေနေရလိမ့်မယ်ပြောမယ်ဆိုရင်ဟိုဘယ်လိုပြမလဲ မရေရာတဲ့ပေါ်တော့ဒါမျောလင်းချက်တွေပေါ့ကောထင်ပြောတင်တာတော့အာသူတို့ငါ့ကိုပြန်လာမှာပါငါစီပြန်လာမှာပါသူအခုချိန်မှာတခြားသူနဲ့ဒီလိုမျိုးတွေခဏပေါ့နော်အဲ့လိုမျိုးဖြစ်သွားရတာပါ ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ကို့အတွင်းနဲ့ကို illusion တွေဖြစ်နေတဲ့ခံစားချက်တွေနဲ့မနေပါနဲ့ဒီ illusion ကနေဒီလိုမျိုးထင်အောင်ထင်မှဖြစ်နေတဲ့နော်ဒါမျောမှန်းချက်တွေမျောလင်းချက်တွေအဲ့ဒါတွေကနေရုံထွက်လိုက်ပါတော့လို့ပြောချင်ပါတယ်နော် တတ်နိုင်ဆုံးတော့ move on လုပ်လိုက်ပါဘလုံးမကိုအဆင်မပြေတဲ့ဆက်ဆံရေးမျိုးလေးကိုရှိနေတာပြောမှဆိုရင်ကဒီတယောက်နဲ့အဲ့ခုတစ်ဖက်လိုပါပေါ့နော်နောက်သက်ပါတီရှိသွားတာဟုတ်ပြီအဲ့တယောက်နဲ့ပြီးသွားပြင်လဲသူကနောက်တယောက်နောက်တယောက်နောက်တယောက်တွေရှင်ရှိလာနိုင်မှာပဲဟုတ်မကောင်း energy ရာလေးခံစားရတာလည်းမကောင်းกว่าတိလားအဲ့တော့ကြောင့်ဒီလို energy ရှိတဲ့သူလေးတွေကတော့တတ်နိုင်ဆုံးတော့သူ့ကို လွတ်လွတ်လိုက်ပါတော့လို့အမကပြောချင်တယ်နော်သူ့ကိုလွတ်လွတ်ပြီးတော့ကိုဘွားလေးကိုကောင်းဆုံးဆက်လျှောက်ပါလို့ပဲကြံပေးပြစေနော်အဲ့တော့ဒါသူပြန်လာအောင်မလားသူနဲ့ပြန်ဆင်ပြေအောင်မလားဆိုရဲသိချင်တဲ့သူလေးတွေအတွက်ဒါပြောမယ်ဆိုရင်တော့ပိုင်ဝန်းလေးတွေအတွက်ပြောပြတာလိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ခုနကပိုင်2 energy ပေါ့နော်အမကခုနကပြောတဲ့ energy မှာ အဲ career ဘိုင်းနေအစမပြေလို့တွေကိုတည်ရမလားနော်ဒီတခုခုပေါ့နော်ဒီသက်ပါတီအကြောင်းမဟုတ်ဘဲနဲ့ဟိုပြောပြမယ်လှလှပပပြောမယ်ဆိုရင်တော့ချစ်လျက်နဲ့ဝေးသွားကြတဲ့သူလေးတွေပေါ့နော်ချစ်တော့ချစ်ကြတယ်ဟောတယောက်ကိုတယောက်ခုချင်းထိလဲဇီးရနေကြသေးတယ်အဆက်အသွယ်ရတာမရှိတာပေါ့နော်ဒါတယောက်ကိုတယောက်လိုမျိုးလေးပေါ့နော်လွမ်းနေတည်ရတယ်ဟိုအေးချမ်းချမ်းလေးပဲပေါ့နော်ဟိုလိုမျိုးကြီးပူလောင်နေရတဲ့ခံစားချက်တွေနဲ့မဟုတ်ဘဲနဲ့ လူမျိုးလေးပဲကိုဘွားလေးနဲ့ကိုနေရင်းနဲ့ပေါ့နော်ဒါဝဲကွာနေကြရတဲ့သူလေးတွေအဲ့လိုသူလေးတွေကတော့ဒါပြောမယ်ဆိုရင်တော့ energy လေးတွေကတော့ဒီမှာကောင်းတာတွေမြင်ရတယ်နော်သူ့အနေနဲ့သူစ조사ကြရှိတာတွေစ조사ပြီးတော့သူပေါ့နော်ဒါသူဖြစ်ချင်တာတွေသူရီမန်းချက်တွေစသဖြင့်ပေါ့ကွာဒါတွေကိုသူကသူရှေ့လျှောက်သူလှုပ်ဆောင်မယ်သူစ조사မယ်အဲ့ဒါတွေအားလုံးပေါ့နော်ဒါပြေးဝပြေးဝရင်တော့ ကိုနပြန်ပြီးတော့ဒီလိုမျိုးလေး happy ending လေးပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးပြန်ပြီးတော့စုံစည်းနိုင်မဲ့ခံချက်မလေးတွေရှိတယ်ပြောမှဆိုရင်တော့ဒီကတ်ကလေးอ่ะပေါ့နော်အမကဒီ energy ကိုကြည့်တဲ့အတွက်ကြောင့်ဒီတယောက်ကပဲကိုယ်ပြန်ပြီးတော့ပေါ့နော်ကိုနှလုံးသားလေးကိုပြန်ပြီးတော့တကားတော်လေးကိုလာဖွင့်မယ်ဆိုတော့ energy မျိုးလေးကိုတော့မရှာလိုက်တဲ့ပေါ့ကွာနှစ်ယောက်ကအတူတူပြန်ပြီးစုံစည်းကြမယ်ပြန်ပြီးတော့နှစ်ယောက်တူတူ ရှိလာတဲ့ခါကျတော့ကွာတည်တယ်မလားအင်းပြင်ပြီးတော့တူတူပေါ့နော်လူမျိုး perfect ဖြစ်မဲ့ couple လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးပြန်ဖြစ်ကြမယ်လို့တော့ဒါခံစားရတယ်ပေါ့နော်အချိန်လေးတော့စောင့်ရမယ်သူ့အနေနဲ့အချိန်တစ်ခုလည်းကြာချင်းကြာနိုင်တယ်ဘာလို့လဲဆိုတော့ဒီမမြင်တဲ့ diamond ကွာဒီမှာကဘာလုံးကြီးနော်ကဘာလုံးကြီးကိုဒီမှာထောက်ပြီးတော့သူက ပြောနေရပေါ့ပြောချင်တာကတော့ကသူနိုင်ငံခြားခီးစဉ်နဲ့ထွက်တာမျိုးကြီးလဲရှိရင်ရှိမယ်နိုင်ငံခြားမှာလုံတော့လုံရင်လည်းဒါသူ့ဘဝရည်မှန်းချက်တွေတခုအောင်မြင်ဖို့အတွက်ဆိုရင်နှစ်နဲ့လဲချင်းချင်းမှာပဲပေါ့နော်ရည်စက်ကတော့မပြီးသွားဘူးဆိုတဲ့သဘောမျိုးလေးပေါ့ကတည်တယ်မှာတချင်းချင်းမှာတော့ပြန်ပြီးတော့ စုံစည်းရနိုင်တယ်ဆိုတဲ့သဘောမျိုးလေးတွေတော့ဒီဒီပိုင်းလေးကိုမြင်နေရတယ်ပေါ့နော်အဲ့တော့ဒီမှာအဖြေလေးကပြောမှဆိုရင်တော့ yes လို့ပဲပြောအောင်ပါပေါ့နော် luck is on your side တဲ့နော်ဒီကိုယ်တကံကောင်းခြင်းလေးတွေကကိုယ်စီကိုပြန်ပြီးတော့ရောက်ရှိလာပြီပေါ့ကွာတည်တယ်မလားအဲ့တော့သူ့ကိုမျှော်လင့်လို့ရသေးလားဆိုရင်တော့ရတယ်မျှော်လင့်လို့ရတယ် နော်ဟိုဘယ်လိုပြောညှော်လိနေရယ်ဆိုတာကွာတဲ့လားဘရော့ပြန်လာမှလဲဘရော့ဟိုဖြစ်မှလဲပြဖြစ်တယ်ညက်ဖြစ်တယ်ဆိုတော့အပူတမြင့်ညှော်လိနာမျိုးမဟုတ်ဘဲနဲ့ ။အာသူနဲ့ငါနဲ့ကတော့တချင်ချင်းကြရင်တော့ပေါ့နော်။ဒါကောင်းဆုံးပြန်ဆောင်ကြမယ်။ဒီလိုပြန်ဆောင်ကြတဲ့အချိန်ကျရင်သူလည်းပဲသူ့ဘဝသူ့အခြေတခုခိုင်နေပြီးငါလည်းငါဘဝအခြေအနေတခုကခိုင်မြင်းနေတဲ့အခြေအနေပေါ့နော်။ဒီလိုမျိုး perfect ဖြစ်လာတဲ့အခြေအနေတခုမှငါတို့တွေပြန်ဆောင်စည်းကြမယ်။ဒီလိုမျိုးဆောင်စည်းမယ်ဆိုတော့လည်းငါယုံကြည်တယ်။အဲ့တော့အခုအချိန်မှာသူလည်းသူစူးစမ်းနေတယ်လို့ငါလည်းငါ့ဘာသာငါအကောင်းဆုံးစူးစမ်းပြီးတော့ငါတို့ရဲ့ ဘောနော်ဒါနေ့ရက်တွေကိုဘောနော်ဒီလိုမျိုးဖြတ်တန်းသွားကြမယ်တစ်ခါတလေသတိရမယ်လွမ်းမယ်အဲဒီလိုမျိုးတွေရှိတယ်တစ်ခါလေးကျရင်လည်းဘောနော်အောင်သူအဆင်ပြေပါစေစိတ်ဟိုဘယ်လိုပြမလဲကျမ်းမာပါစေစသဖြင့်ဘောနော်ဒီလိုမျိုးလေးတွေမြင့်တာပုံရင်းနဲ့ပဲအဲကို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 လည်းအေးချမ်းချမ်းလေးဖြစ်အောင်ဖြတ်တန်းမယ်ဆိုရယ်စိတ်လေးတွေနဲ့ပေါ့နော်ဒီလိုမျိုးအေးချမ်းတဲ့ energy လေးတွေကိုခံစားရတယ်ဒီ energy မှာတပ်ပါတီနှောက်ယှက်ပါညာရှိခြင်းတွေကိုတော့တိတ်တော့မခံစားရဘူးပေါ့နော်ဒီပိုင်းလေးကိုကြည်ချင်းအဖြစ် န်းနန်းဟိုခံစားရ energy ကဘယ်လိုပြရမလဲမြစ်တာလို့ခေါ်မလားမြစ်တာတက်ပေါ့နော် ပိုင်ဆိုင်လိုမှုတွေဟိုအပူတပြင်းတည်တယ်မလားအဆက်အသွယ်ရမှနည်းနည်းငါနဲ့အဲ့လိုမျိုးပေါ့နော်ဒါပြောဆိုနေမှအဲတူတူရှိနေမှဆိုတာမျိုးမဟုတ်ဖဲနဲ့ဘယ်လိုမျိုးဝေးกว่าနေပါစေတယောက်ရင်ထဲမှာတယောက်ရှိနေပြီးတော့ ကိုဘွားလေးကိုစူးစမ်းပြီးတော့ဖြတ်တန်းနေကြရဲဆိုရဲပေါ့နော်ဒီတယောက်ကိုတယောက်မြေတာပေးနေတဲ့ agent နဲ့ energy မျိုးလေးကိုခန်းစားရတယ်ပေါ့ကောမကော तू အဆင်ပြေတယ် तू ကိုပျော်ရွှင်စေချင်တယ်ဆိုရဲကိုစိတ်မှာရှိတယ် तू ကလည်းကိုအဲ့လိုမျိုးလေးရှိရဲဆိုရဲခန်းစားချက်လေးပေါ့နော်ဒါတော့အမခန်းစားမိတဲ့ဒါ love energy လေးကိုပြပြပြီးတာပေါ့နော်အဲ့လိုမျိုးလေးတော့အမခန်းစားရတယ်ပေါ့ခဲအဲ့တော့ဒီပိုင်းလေးယူတဲ့သူတို့ကတော့ဒါညနေချက်လေးတွေထားလို့ရပါသေးတယ်လို့ပြောချင်ပါတယ်เนาะတစ်ချိန်ချိန်မှာတော့ ပြန်ဆောင်စီမှာပါဘယ်ချိန်ဆောင်စီမှာလဲဆရာမရဲ့ဘယ်ဘရော့ဖြစ်မှာလဲဘရော့လာမှာလဲဘရော့ဆက်တယ်မှာလဲအဲ့လိုမျိုးပြီးတော့မမေ့စစ်ချင်ဘောနော်ဒါကကချမောယုံကြည်ပေးပါ universe ကိုပုံဝတ်ထားလိုက်ပါ surrender say surrender ဘောနော်ဒါလုံးဝကို surrender ဆိုအရှုံးပေးတော့ပြောတာမဟုတ်ခါသိလားအရာအလုံးကိုသူအတိုင်းလေးပဲနော်သူ့အချိန်နဲ့သူသူအတိုင်းလေးပဲဖြစ်ပါစေကိုကတော့ကိုလက်ရှိအချိန်မှာကိုဘယ်လိုမျိုးလေးပဲနေဝမယ်ဆိုတဲ့စိတ်လေး အဲ့တိုင်းလေးပေါ့နော်ဒါအချိန်တန်ရင်ငါတို့တွေပြန်ဆောင်ကြမယ်အချိန်တန်ရင်တော့လည်းသူဖြစ်လာမယ်ဆိုတော့စိတ်မျိုးလေးပေါ့နော်အဲ့လိုမျိုးစိတ်လေးနဲ့နေခိုင်းတာကိုပြောတာယုံကြည်မှုတစ်ခုနဲ့နေခိုင်းတာအဲ့ဒါကိုပြောတာတိလာနော်အဲ့လိုမျိုးစိတ်လေးနဲ့နေပါလို့ပြောချင်ပါတယ်နော်အဲ့တော့အဲဒါလေးကတော့ပိုင်2လေးအတွက်ပြောပြတာဖြစ်ပါတယ်နော်အလုံးမင်းနောက်ထောင်ပြီးတော့အဆင်ပြေမယ်လို့ယုံကြည်ပါတယ်အလုံးမင်းကျေးဇူးတင်ပါတယ်ရှင် See you ပါရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော် Bye bye